မင်္ဂလာပါရှင်ယနေ့ကြာရောက်တဲ့အာဟာရဒါနအလှကတော့မွေးနေ့ရှင် မထာနုမလူရန်ပေးသွားတာဖြစ်ပါတယ်ရှင်ကြက်လေပင်ယိုဟင်ဖြင့်ထမင်းတနတ်စာပါကုံကြငွေတသိန်း9000ကျပ်ဖြစ်ပါတယ်သာဓုသာဓုသာဓုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာ ကြီးစွာသောစေတနာထားပြီးလူရန်ပေးတဲ့အတွက်စေတနာရှင်မွေးနေ့ရှင်မထာနုလည်းမွေးနေ့မှစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်း ကိုစိတ်နှပြချမ်းမချမ်းသာကြပါစေရှင်အန္တရာယ်ကင်းပေးရှင်ပါစေစီးပွားလှလှပများလည်းပွင့်လန်းဝေဆာကြပါစေရှင်အလောက်ကံအကျံစီများလည်းအောင်မြင်ကြပါစေမရှိစကားမကြားရပါစေနဲ့အလူရေဆက်လက်နဲ့မကွာ အမြဲမပြတ်လှူနိုင်တန်းနိုင်သောပုံကူထူးများလည်းဖြစ်ကြပါစေရှင် ရရှိပြီးသောစီစဉ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေ။သူတော်ကောင်းများလည်းဆောင်လျှောက်ကြပါစေရှင်။ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမဆဲတဲတဲဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းစင်ကဲပြုလုပ်နိုင်ကြပါစေကြောင်းကျမတို့ရွှေရောင်နှလုံးသားမိသားစုမှစုမုံကောင်းတောင်းပေးလိုက်ပါရရှင်။အခုဆိုရင်တော့ channel ကခွေလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်။ မွေးနေ့ရှင်မထာနုရဲ့အာဟာရဒါနအလှူလေးဖြစ်ပါတယ်ရှင်လှူဒါန်းမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်